ဟဲဝရန်ထပ်ပို့ပြီးတော့ချက်တက်တဲ့ခင်မွန်တဲ့ကိုပိုင်ဆိုင်ထားလို့မန်တက်နေရတယ်ဆိုတော့ခင်လွယ်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်1 daily channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ် ခင်လွန်းရဲ့အိမ်တော်ကြီးကံကောင်းပုံကိုတော့အားလုံးပဲသိကြမယ်လို့ထင်ပါတယ်နော်။ချစ်သူဘွားမှာကိုဝင်ရှိလို့လက်ထပ်လိုက်တာဖြစ်ပေမဲ့ခင်မုန်းတဲ့ရဲ့ချစ်ချင်းကိုလည်းအပြေးအဝါရထားသလိုရောက်ခမရဲ့အချစ်ကိုပါရထားတာမို့သူဘွားကအပူပင်ဆိုတာမရှိတော့အောင်ပဲဖြစ်ပါတယ်။ခင်လွန်းရဲ့အိမ်တော်ကြီးကံကိုတော့မိန်းကလေးတိုင်းကအားကြရတဲ့အထီးပဲဖြစ်ပါတယ်။မိန်းကလေးတိုင်းကယောက်ျားရကံမကောင်းနိုင်တယ်လို့ယောက်ျားရကံကောင်းတယ်ဆိုရင်တောင်မှရောက်ခမနဲ့အဆင်ပြေဖို့ဆိုတာကလည်းရွယ်ကူတဲ့အရာမျိုးတော့မဟုတ်ပါဘူး။ ခေလွန်းကတော့မိန်ကလေးတိုင်းလိုချင်ကြတဲ့ယောက်ျားကံရောယောက်မကံမှာကောင်းတာမို့အမြဲတမ်းပျော်ရွှင်နေရတာလည်းဖြစ်ပါတယ်။ခေမုံဖြစ်တဲ့စီဖြိုးကလည်းခေလွန်းအပေါ်မှာအရန်ကိုချစ်တယ်လို့ယောက်မတွေကလည်းသမီးအရင်တယောက်လိုမျိုးချစ်ပေးပြီးတော့ဂယုစိုက်ပေးကြတာဖြစ်ပါတယ်။ဒါမှန်အချိန်မှာဂယုစိုက်တာမသိတာပဲမြဲ ခင်လန်းကိုဝင်ရှိတဲ့အချိန်မှာတော့တဲတဲလုံးကိုဒါသမီးသားစုလုံးဂယူးဆိုင်ပေးကြတာဖြစ်ပါတယ်။သမီးကြီးကိုကိုဝင်ဆောင်တော့ကလည်းမိသားစုကဝိုင်းပြီးတော့စောင်းရှောက်ပေးခဲ့ကြသလိုအခုဒုတိယကိုဝင်ဆောင်တဲ့အချိန်မှာလည်းတဲတဲလုံးပါပဲ။ဒုတိယကိုဝင်ကသားလေးကိုဝင်ဆောင်ထားတာမို့စီဖြိုးအပြင်တမီသားစုလုံးကလည်းအကယ်ပို့နေကြတာဖြစ်ပါတယ်။ရောက်ကမာရီကတော့သာသနာပြုဖို့လူလောကထဲရောက်လာတဲ့ကလေးဆိုပြီးတော့မမွေးသေးတဲ့မြေးလေးကိုအကယ်ပို့နေကြသလိုတကယ်ကိုပဲပို့ပြီးတော့အကယ်ပို့တာကစီဖြိုးပဲ။ စီဖြူကဘလောက်ထိအကဲပိုလဲဆိုရင်တော့မသိရင်သူကိုဝင်ဆောင်ထားလားဆိုပြီးတော့မေးရတဲ့အထိပါပဲစီဖြူကခေလွန်းကိုဝင်ရှိကလေးကဘာလုံးမှမခိုင်းမဲနဲ့အရေးကြီးကြီးနဲ့ကိုစောင်းလျှောက်ပေးနေရလဲဖြစ်ပါတယ်ခင်လွမ်းကတော့အိမ်တော်ကြီးကအရန်ကောင်းတဲ့သူ့ကိုယ်သူမန်တက်ချင်တယ်လို့တောင်ဖြစ်နေရလို့လဲဆိုပါတယ်။ခင်လွမ်းမန်တက်ချင်ရင်လည်းတက်စီရပါပဲနော်။ခင်ပွန်းတဲ့အပါဝင်တမိသားစုလုံးကအကဲပို့ပြီးတော့တဲတဲလို့ပါပဲ။ ိသားစုဝင်အားလုံးရဲ့အချစ်ကိုရထားတဲ့ခင်လွန်းကအခုလေသူ့ယောက်ျားပေးထားတဲ့ဂတိစကားကြောင့်မန်တက်နေပြီလို့ဆိုလာပါတယ်။စီဖြိုးကအဟင်းဝရံကိုအားချပြီးတော့ဂတိတွေပေးနေရလားတော့မသိပါဘူး။ဟင်းဝရံကစိုးပြီးကိုချက်ဆုံးလေးကိုစိတ်ချမ်းသာအောင်ထားမယ်။အရာရာဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့ဂတိပေးပြီးမကြခင်မှာပဲ။စီဖြိုးကခင်လွန်းကိုဂတိစကားတွေပြောလာခဲ့ရလဲဖြစ်ပါတယ်။စီဖြိုးကဇနီးဖြစ်သူကိုချက်ဆုံးလေးစိတ်ချမ်းသာဖို့ကအရေးကြီးဆုံးပဲ။ကိုချက်ဆုံးလေးကိုအမြဲတမ်းစိတ်ချမ်းသာအောင်ထားမယ်ဆိုပြီးတော့ဂတိစ ကားဆိုလာတာလည်းဖြစ်ပါတယ်။စီဖြိုးရဲ့ကတိတွေကဟင်းဝင်ရဲ့စကလုံးနေတူနေပေမဲ့မတူတာက ဂတိကိုတခါလေးပေးတာမဟုတ်ပါဘူးစီဖြိုးကမနက်တိုင်းမှာခင်လွမ်းကိုဂတိပေးတာအခုအချိန်ထိပါပဲနော်မနက်မိုးလင်းတာနဲ့ရှင်ခွေနဲ့ပွေအနမ်းပေးပြီးတော့ဂတိပေးတာလည်းဖြစ်ပါတယ်ခင်လွမ်းကတော့အမြဲတမ်းအချစ်ပိုတဲ့ယောက်ျားကြောင့်ပီတိဖြစ်ရသလိုသူ့ကိုပို့ပြီးတော့မန်တက်စီတာကတော့သူ့ရဲ့သမီးကြောင့်လည်းပါပါတယ်ခင်လွမ်းရဲ့သမီးလေးကလည်းအမေကိုပြန်ပြီးတော့ဂယူဆိုင်တက်နေပြီဖြစ်ပါတယ်သမီးဖြစ်သူကသူ့ကိုပြန်ပြီးတော့နနွေထွေးဆက်ဆန့်ပေးတဲ့အပြင်အရေးတကြီးကြီးနဲ့ဂယူဆိုင်ပေးတာမို့သူ့အနေနဲ့ပြောမပြတတ်အောင် ပီတိတွေဖြစ်နေရတာလေ ည်းဖြစ်ပါတယ်ခင်လွန်းကအမျိုးသားရဲ့အချက်တွေအပြင်သမီးလေးရပါရေတကြီးကြီးနဲ့ဂျင်နာပြီးတာမို့ဒီမအနေနဲ့ပီတိဖြစ်ပြီးတော့မန်တက်နေရတာလည်းဖြစ်ပါတယ်ခင်လွန်းရဲ့ကုသိုလ်ကံကတော့နည်းတဲ့ကုသိုလ်ကံမဟုတ်ပါဘူးခင်မွန်းတဲ့အပြင်ရောက်ခမတဲ့သမီးဖြစ်သူကပါချစ်ခင်ပေးတာသူ့အတွက်မန်တက်ချင်လဲမန်တက်စီရပါပဲဟုတ်ကဲ့ဒီနေ့တော့ဒီလောက်နဲ့ပဲရနာကျင်ပါတယ်ဇေဝင်စားစရာတွေအမြဲတင်ဆက်ပေးနေတာကြောင့် One Daily Channel လေးကို Like and Subscribe လေးနဲ့အားပေးသွားကြပါအောင်ရှင်